ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ overflow ပွဲရဲ့စိတ်စင်ပေါ်မှာညဉ့်ဉန်းတဲ့စကားလုံးတွေပြောဆိုပြီး ရိတ်သက်ကိုဆဲဆိုခဲ့တဲ့ရပ်ဘာအဆိုတော်တအူးကိုစစ်တပ်ကဖမ်းဆီးလိုက်တယ်လို့သတင်းလေထွက်ပေါ်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ10ရက်နေ့နဲ့နေ့ရက်နေ့ကရန်ကုန်မြို့တိုးနာမှာကျင်းပခဲ့တဲ့ Overflow Festival ဖြောပြပွဲမှာစိတ်ဆင်မောကနေပြီးတော့ကွန်ဒုံးလေးဝေရင်နဲ့ညဉ့်ညမ်းနဲ့သကလုံးလေးကိုပြောဆိုခဲ့တဲ့ Wink Owen ဆိုတဲ့ရပ်ဘာတအူးရဲ့ရုပ်တံဖိုင်လူမှုကွန်ရက်ပေါ်မှာတက်လာခဲ့ပြီးတဲ့နောက်ဝေမှန်မှုတွေမြင့်တက်လာခဲ့ပါတယ်။အဲ့ဒီအဆိုတော်ကို စစ်တပ်ကဖမ်းဆီးလိုက်ပြီးဖြစ်ကြောင်းအမှုပညာအတိုင်းဝိုင်းနဲ့အစိုးရရဲ့ဇာတိမျိုးကသတင်းရင်းနဲ့တချို့ကရေးသားနေကြပါတယ်။အဲ့ဒီအစိုးရဟာမန္တလေးမြို့မှာနေထိုင်သူဖြစ်ပြီးတော့သူ့ကိုဖမ်းဆီးဖို့အတွက်မန္တလေးကသာသနာတန်ရှင်ရေး ဝီတော်ဒနီအဖွဲ့ကမစိုးရိမ်ဖေးမလက်တွဲကူဆိုတဲ့တန်ဃာတော်တပါးရဲ့အကောင့်ကနေလှုပ်ဆော်ခဲ့ပါသေးတယ်။အဲ့ဒီမစိုးရိမ်ဖေးမလက်တွဲအကောင့်ကနေမနေ့ကညမှာညာရင်းချင်းဖမ်းဆီးနိုင်ခဲ့ကြောင်းပို့စ်ကိုတင်ခဲ့ပါတယ်။အလားတူပဲမောက်ကတာဖုန်ကြီးတချို့ကလည်းရုပ်တံဖိုင်တဲ့တကွာဖမ်းဆီးဖို့အတွက်တိုက်တွန်းတဲ့ပို့စ်တွေကိုရေးသားထားကြပါတယ်။စစ်ခွေးဘောမှအမကန်ထောက်ခံသူအစိုးရယုံလေးကလည်းဖမ်းသွားပါပြီ။မနော်ဘူးဖြစ်စေခြင်းလို့တော့မဟုတ်ဘူး။ ဖြစ်နိုင်တာကိုပြောပြတာအဲ့ဒီလိုအပြောဆုံးနဲ့ရောက်သွားတာဆိုတော့သူ့ကိုစေမောမှာသူပြောတယ်လို့လောက်တာခံရနိုင်တယ်အထဲမှာတော့ကုံတုံးမရှိတော့ဘူးပေါ့လူငယ်တယောက်ကိုမလောင်ပါဘူးလို့သူ့ရဲ့ Facebook စာမျက်နှာကနေပြီးတော့အသိပေးထားပါတယ်အဲ့ဒီရုပ်သံဖိုင်ပြန့်နှံ့ပြီးရတဲ့နောက် Wink Owen ဆိုတဲ့ rapper ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေမင်းညာက overflow မှာကျွန်ုပ်ရဲ့တခြင်းဖြောပြေးတီဆုံမှုကြောင့်မိဘပြည်သူများအပေါ်စိတ်အနှောက်အယှက်ဖြစ်စေခဲ့တဲ့အတွက်အနုညွန်တောင်းပန်အပ်ပါတယ်ထပ်ပြီးတော့နောက်နောက်မဖြစ်အောင်စီရင်ပါမယ်ဂရုပြုပါတယ်ခင်ဗျားတို့တောင်းပန်ခဲ့ပါသေးတယ် Overflow Festival probably where page ကနေလေအဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့တောင်းပန်ခဲ့ပြီးအဲ့ဒီအစိုးရဝင်းနဲ့ BKHO ဘင်းကိုလက်တွဲဖြုတ်လိုက်ကြောင်းအတိပေးခဲ့ပါသေးတယ်။ဒါထင်မှန်မထားဘဲနဲ့ဖြစ်ခဲ့တာဆိုပေမဲ့လူမှုရေးအရာမတင်တော်တဲ့သကလုံးတွေအတုံးနှုံးတွေပါတလို့ယဉ်ကျေးမှုအရာလဲရိုးစိုးအကြီးတန်းစေခဲ့တာကြောင့်ဒီလိုကိစ္စမျိုးနောက်နောက်မှဘယ်တော့မှမဖြစ်အောင်လို့တေချာချက်မှန်ဆောင်ရွက်သွားဖို့ဂရီပေးပါတယ်လို့ရေးသားခဲ့ပါတယ်။ဒါပေမဲ့စစ်တပ်ကဒီလူတွေကိုတော်လှန်ရေးအပေါ်စိတ်မဝင်စားအောင်အာယုံပြောင်းတဲ့လုပ်ရက်တွေမကြာခဏလုပ်လို့ရှိလာကြောင်းအခုဖြစ်ရတဲ့ကုလုံးကို ကြိုတင်စီစဉ်ထားတာဖြစ်နိုင်တယ်လို့ပြည်သူတချို့တွေကပြောဆိုနေကြပါတယ်။ဒါ့အပြင်အစိုးရဟာမူရည်စေးတုံးထားလို့အခုလိုမျိုးဖြစ်တာလို့ပြည်သူတချို့ကသုံးသပ်နေကြပါတယ်။အာနာသိန်းစစ်ခွေးအုပ်စုကပြီးခဲ့တဲ့သတင်းကျွန်းနဲ့အခုတစောင်းတိုင်းမှာရန်ကုန်မြို့အပါအဝင်စစ်တပ်ထိန်းချုပ်ထားတဲ့မြို့တွေမှာပွဲတွေ၊ဖျားပွဲတော်တွေ၊ဈေးပွဲတော်တွေလုပ်ခိုင်းပြီးတော့နိုင်ငံဟာအေးချမ်းနေတဲ့အောင်အခြေအနေအားလုံးပုံမှန်ဖြစ်နေတဲ့အောင်ဝါရဖြန့်ဖို့တော့ပွဲလမ်းတွေကိုဖိအားပေးလုပ်ခိုင်းနေတာပဲဖြစ်ပါတယ်။ဒါကြောင့်စစ်တပ်ထိန်းချုပ်ထားတဲ့အမှုပညာရှင်တွေဟာလည်း ခိုင်းတဲ့အတိုင်းဒေသတွေကိုခွဲပြီးတော့တွားရောက်ဖျော်ဖြေပေးနေရတယ်လို့ပြည်သူတချို့ကပြောပါတယ်။အဲ့ဒီ overflow ဖျော်ဖြေပွဲကို white god လောက်ကြဖို့သဘိမောက်ကြဖို့ဆွေအုပ်စုနဲ့စက်တက်နဲ့ဆက်နွယ်တဲ့သူတွေကိုသဘိမောက်ဖို့လူမှုရေးပြည်တံခတ်ဖို့တိုက်တွန်းပေးနေတယ်။ fake news check community FNCC ဘာမှကပွဲမကျင်းပမီရပ်ပိုင်းကလေးကတိုက်တွန်းထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။